ဆက်အနီး library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့လူပဲနိုင်ငံတကာအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူတွေအချိန်ပေးပြီးတင်ရစီလိုက်မဖတ်ရှုနိုင်သူတွေနဲ့သတင်းအကြောင်းအရာစာတွေကိုခိုင်မာတိဆောက်လူသူတွေထောက်ပံ့ဖြစ်စေဖို့ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်ဒီထဲမှာမှ what happens now ဆိုတဲ့စီစဉ်ကတော့နိုင်ငံတကာမှာဖြစ်ပွားနေတဲ့လက်လောအကြောင်းအရာတွေကစိတ်ဝင်စားစရာကောင်းတာတွေကိုစုစည်းမျှဝေတာဖြစ်ပါတယ်ဒီနေ့မှာကတော့အကြောင်းအရာများစွာကိုစုစည်းမျှဝေခြင်းမဖြစ်ဘဲနဲ့အကြောင်းအရာတစ်ခုတည်းကိုပဲ စုစည်းမြောက်ပြီးတော့มาဖြစ်ပါတယ်အဲ့ဒါကတော့အမေရိကန်ရဲ့အမေရိကန်နိုင်ငံအတွက်မှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားရလောက်တဲ့အထိပေါ်ပေါက်ခဲ့တဲ့နယူးယောက်မြို့တော်ဝန်အသစ်ရွေးချယ်ခံရတဲ့အခြေအနေပါမြောက်ပြီးမဲ့နေရာမှာအမေရိကန်ရဲ့နာမည်ကျော်နယူးယောက်မြို့တော်ဝန်အသစ်ဘသူဖြစ်လာတာလဲဆိုတဲ့အကြောင်းအရာပြီးရင်တော့ဇိုဟန်မန်ဒနီဆိုတာဘသူလဲသူကဗာရီကတိကိုပြုတ်ခဲ့တာလဲအဲ့နောက်မှာတော့ဂျာပြက်ရွေးကောက်ပွဲမှာတွေ့မြင်ခဲ့ရတဲ့အခြေအနေတစ်ခု ပြီးရင်တော့စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် American သမ္မတနဲ့ New York မြို့တော်ဝန်တတူအကြားကတင်းမာမှုတွေအဲဒီနောက်မှာ New York မြို့တော်ဝန်ရွေးချယ်မှုပြီးနောက်ဆက်တွဲသတင်းအနေနဲ့နောက်ဆုံးမှာကတော့ New York မြို့တော်ဝန်အသစ်ရဲ့လူမျိုးရေးနိုင်ငံရေးဆိုင်ရာခံယူချက်စတာတွေကိုစူးစမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ American ရဲ့နာမည်ကျော် New York မြို့တော်ဝန်ဘသူဖြစ်လာတာလဲဆိုတဲ့အကြောင်းအရာပါ1965ကနေပြီးတော့1990အထိအမေရိကန်ပြည်ထောင်စုရဲ့မြို့တော်ဖြစ်ခဲ့တဲ့မြို့လို့ဆိုကြတယ်လို့ မင်းကပြည်တော်စုမှာရှိနေတဲ့လူကြီးအများဆုံးမြို့မြို့ဖြစ်ပြီးတော့2018စည်ရင်းရလူကြီး၈တန်းလောက်နေထိုင်တဲ့နိုင်ငံအထက်စီးပွားရေးမြို့ကြီးဖြစ်ပြီးတော့တတန်းလောက်ဘီလီယံနာတထည့်တရာကျော်နေထိုင်တဲ့ကမ္ဘာအကြီးဆုံးစတော့ဈေးကွက်ကြီးတီရှိယာမြို့အများသောအားဖြင့်တထည့်တရာလူရန်းစားတွေတင်မြှောက်တဲ့မြို့တော်ဝန်တွေပြည်နယ်အုပ်ချုပ်ရေးမှုတွေပဲအရွေးခံရလေးရှိတဲ့မြို့ဂျူးတရီတွေအများပြားနေထိုင်ကြတဲ့မြို့အဲ့ဒီအပြင်ကမ္ဘာကုလသမဂ္ဂရုံးချုပ်တီရှိယာမြို့လည်းဖြစ်တာကြောင့်နိုင်ငံတကာတန်တမန်ရေးရာအတွက်ရေးပါတဲ့နေရာဌာနတစ်ခုဖြစ်တယ်လို့ ဒုကြချက်တည်းအနေနဲ့ American ပြည်တော်စုပြင်ပမှာမွေးဖွားတဲ့လူ၃တသမ၂တန်းကျော်လို့နေထိုင်ရာမြို့ဖြစ်တဲ့နယူးယောက်မြို့ရဲ့မြို့တော်ဝန်အသစ်ဖြစ် Zoran Madanis ကိုမြို့ကန်တွေကမြို့တော်ဝန်အဖြစ်ရွေးချယ်လိုက်ကြပါတယ်။ဒါအထူးခြားတဲ့တမိုင်းတစ်ခုဖြစ်တယ်လို့နိုင်ငံတွေအတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရတဲ့ဖြစ်ရလဲဖြစ်ပါတယ်။မဲရီအတွက်85ရာခိုင်နှုန်းရေအတွက်ပြီးချိန်မှာ Madani ဟာမဲရီအတွက်အားလုံးရဲ့90တသမ၄ရာခိုင်နှုန်းကိုရရှိနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာသူ့ရဲ့ပြိုင်ဘက်အင်ဒရူးကူမိုကမဲရီအတွက်ရဲ့58တက်သမ300ဂိုင်းတုံးရရှိထားတာကြောင့်မလို့တိတ်မကွာလာပဲအကျိတ်နဲ့ရှင်ပြိုင်နေကြဈေးဖြစ်တဲ့အချိန်နောက်ဆုံးမဲအလုံးရီအတွက်ပြီးသွားတဲ့အချိန်မှာတော့ AB သတင်းဌာနကမန်ဒနီကိုရုပ်ောက်ပွဲအနိုင်ရသူဖြစ်အရှေ့ပိုင်းစံတော်ချိန်ည9:34မိနစ်မှာချိန်ညာခဲ့တာဖြစ်ပါတယ်မန်ဒနီဟာရုပ်ောက်ပွဲမှာနယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအင်ဒရူးကူမိုနဲ့ Republican ကိုယ်စားလှယ်လောင်း Cutted Liver ကိုအနိုင်ယူခဲ့တာဖြစ်ပါတယ် ပြန်လည်ရွေးကောက်ခံဖို့စက်တင်ဘာလမှာညှင်းဆန်ခဲ့ပေမဲ့မဲပေးပွဲမှာဆက်လက်ရှိနေခဲ့တဲ့မြို့တော်ဝန်အရစ်အဒန်ရဲ့နေရာကိုမန်တန်နီကအစားထိုးတောင်းဝန်ယူရမှာလည်းဖြစ်ပါတယ်။အရစ်အဒန်ဆိုတာကရဲတွေရဲ့လက်မှာလူမဲတူဖြစ်တဲ့ဂျော့ဖလိုက်သေဆုံးခဲ့ပြီးတဲ့နောက်အမေရိကန်မျိုးကြီးပြကြီးတွေမှာရာဇဝမှုဆန်ရကိစ္စရပ်တွေရှေ့တန်းရောက်လာခဲ့ပြီးတော့လူမျိုးမမျှမတဆက်ဆံခံရမှုအသားရောင်ခွဲခြားမှုတရားဥပဒေစိုးမိုးရေးကိုမျိုးသားဆင်ဦးစားပေးလာခဲ့ကြချိန်မှာနယူးယောက်မှာဒုတိယမြောက်လူမဲမျိုးတော်ဝန်ဖြစ်လာခဲ့တဲ့ရဲမှုဟောင်းဖြစ်ပါတယ်။ ဒါဆိုရင်ဇိုဟန်မန်ဒနီဆိုတာဘယ်သူလဲဘာတွေခရီးကိုပြုတ်ခဲ့တာလဲဆိုတာကိုတစ်ချက်ကြည့်ကြရအောင်ပါလက်ရှိအချိန်မှာအသက်34နှစ်သာရှိသေးတဲ့ဇိုရန်မန်ဒနီကိုအရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ယူဂန်ဒါမှာအိန္ဒိယနယ်ဝမီးဝါတွေကမွေးဖွားခဲ့တာဖြစ်တယ်လို့သိရပါတယ်အသက်9နှစ်အရွယ်မှာသူတို့မိသားစုကတောင်အာဖရိကနိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးတော့အသက်9နှစ်သားမှာတော့မိဝရီနဲ့တူနယူးယောက်မြို့စီကိုပြောင်းရွှေ့အခြေချခဲ့တယ်လို့သိရပါတယ် အဖေရောအမေကပါ harvest tag တို့ထွက်တယ်ဖြစ်ပြီးတော့ဖခင်ဖြစ်တဲ့ပမောက်ခမမုတ်မန်ဒနီကကိုလံဘီယာတက္ကသိုလ်မှာစတင်ပြီးမိခင်ဖြစ်တဲ့မီရနယ်ကနာမည်ရှိရလို့ရှိရုပ်ရှင်ဒါရိုက်တာတူဖြစ်တယ်လို့သိရပါတယ်။ဘရော့စ်တိပ်ပံထက်တန်းကျောင်းမှာတက်ခဲ့ပြီးတော့ဘိုဒင်ကောလိပ်ကလည်းအာဖရိကလေးလာရေးဘာသာရပ်နဲ့ဘွေရခဲ့တာဖြစ်ပါတယ်။ကောလိပ်မှာပါလက်စတိုင်းတရားမျှတရေးကျောင်းသားအဖွဲ့ပူးတွဲထူထောင်ခဲ့ပါတယ်။ မန္တနီဟာဒီမိုကရက်တစ်ဆိုရှယ်လစ်ပါတီရဲ့ပြည်နယ်လွှတ်တော်အမတ်တူဖြစ်ပြီးတော့အခုလိုရွေးချယ်ခံရမှုကြောင့်နယူးယောက်ကပထမဆုံးမွတ်စလင်မျိုးတော်ဝင်ဖြစ်လာမှာဖြစ်တယ်လို့အနှစ်တရာကျော်အတွင်းအသက်အငယ်ဆုံးမျိုးတော်ဝင်လည်းဖြစ်လာမှာဖြစ်ပါတယ်သူကမဲဆွဲစီယုံချိန်မှာကလေးတငယ်ပြည်စုဆောင်းရှောင်းမှုအခမဲ့အများပြည်သူတို့ခီးပို့ဆောင်ရေးမှာအခမဲ့အိုးအိမ်ရရှိနေထိုင်မှုအခမဲ့ပံ့ပိုးမဲ့စတာတွေအပြင်ဝင်ငွေအများဆုံးသူတွေဘက်ကိုအခွန်တိုးကောက်မယ်ဆိုပြီးဂရိကုတ်တွေပြုတ်ထားခဲ့တယ်လို့သိရပါတယ် ဇိုရမန်ဒနီရဲ့ဇနီးကတော့အသက်28နှစ်အရွယ်စီးရီးယားနယ်ဝအမှုပညာရှင်ရာမာဒူဝါဂျီဖြစ်ပြီးတော့နယူးယောက်မြို့ဘရုတ်ကလင်မှာခြေစိုက်သူဖြစ်တယ်လို့သိပါ သိရပါတယ်သူတို့ဟာအတွဲရှာပြီးတဲ့ dating app ဖြစ်တဲ့ hack ပေါ်မှာစုံခဲ့ကြတာလို့ဆိုပါတယ်ဇိုရမန်ဒနီနိုင်ငံရေးနဲ့မဝင်ခင်အိုရီယာချန်ပီလုတ်ခဲ့ပြီးတော့ဝင်ဝင်တဲ့မိသားစုတွေငွေပတ်တနိုင်တော့လို့ကိုယ့်အိမ်တွေကနေထွက်ပေးရတာမောင်းချနှင်ချခံရတာမျိုးတွေမဖြစ်ရအောင်အဓိကကူညီပေးခဲ့သူလို့ဆိုပါတယ် ဒါကြောင့်သူဦးစားပေးတဲ့ကိစ္စတွေမှာလူတိုင်းနေထိုင်ရာဥယျာဉ်ရရှိနိုင်ရေးပါဝင်ပြီးတော့နယူးယောက်မြို့ဘေကင်းရေးနဲ့လူတွေပေါ်နေထိုင်စားသောက်ဈေးအထွေထွေကုန်ပြဈေးတွေဖြည့်ဆည်းတာကနေတက်တာဈေးရေးတွေအပေါ်မှာအာယုံဆိုင်ပြောခဲ့တယ်လို့ဆိုပါတယ်အမေရိကန်ပြည်ပမှာမွေးဖွားသူဥယျာဉ်တနည်းအားဖြင့်ရွှေပြောင်းနေထိုင်သူဥယျာဉ်40ရာခိုင်နှုန်းလောက်ရှိတဲ့နယူးယောက်မြို့မှာမန်တနီကနယူးယောက်မြို့ကိုရွှေပြောင်းနေထိုင်သူတွေတည်ဆောက်ခဲ့တယ်အခုဒီနယူးယောက်မြို့ကြီးကိုရွှေပြောင်းနေထိုင်သူတွေကဥဆောင်မယ်လို့ပြောဆိုလာခဲ့ကြောင်းသိရပါတယ် မစ္စတာမန်နန်နီကယူကပွဲနိုင်မင်ကုန်းမှာအပြောင်းလဲဆောင်ခြင်းပေးခွင့်ကိုဒီကနေ့ညခင်ဗျားတို့အနှင်းလိုက်တာဖြစ်တယ်နိုင်ငံရေးအစ်အတွက်လည်းခင်ဗျားတို့ခွင့်ပြုပေးတာမျိုးဖြစ်တယ်လို့ပြောကြားသွားခဲ့ကြအောင်သိရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကြည့်ရင်ဂျပန်ယူကပွဲမှာတွေ့မြင်ခဲ့ရတဲ့အခြေအနေတစ်ခုပါရွေးချယ်ခံရမှုအခြေအနေတွေကိုကြည့်ရင်အဖြစ်တစ်ခုတွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်ဒါကတော့ထရန့်ကအလုပ်တွေဖြုတ်ပြစ်နေတဲ့တန်ကိုခံနေရတဲ့ဘိုးအစိုးရဝန်ထမ်းတွေအများပြားနေထိုင်တဲ့ဗာဂျီးနီးယားပြည်နယ်မှာဒီမိုကရက်တစ်ကိုယ်စားလှယ်အမျိုးသမီးအဲ့ B Gilsbenberger ကဒီနယ်အုပ်ချုပ်ရေးမှုနေရာကိုအပြတ်သတ်အနိုင်ရရှိသွားပါတယ်။သူကလည်းဒီနေရာကိုရောက်လာတဲ့ပထမဆုံးမျိုးသမီးတစ်ဦးဖြစ်ပါတယ်။အဲနောက် New Jersey ပြည်နယ်မှာလည်း Democratic ကိုယ်စားလှယ်မျိုးသမီး Mickey Sharey က New Jersey ရဲ့အရွေးကောက်ခံပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်လာခဲ့ပါတယ်။ဒီနေရာက Trent သမရရွေးကောက်ပွဲနိုင်တုန်းကအတော်လေးအချိန်လေးကောင်းတိုးတက်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။နောက်ထပ် California ပြည်နယ်မှာတော့ Democrat ရွေးကောက်ခံအမတ်အရေးအတွက် ိုးမြင့်လာစေနိုင်မဲ့ district နယ်မြေပိုင်းခြားပြောင်းလဲသတ်မှတ်ရေးအစုပြုချက်ကိုအများပြည်သူကထောက်ခံတည်ပြုခဲ့ကြပါတယ်။ဒါကဘလို့မျိုးလဲဆိုတော့ Republican လွှမ်းမိုးတဲ့ပြည်နယ်တွေမှာ Republican အမတ်ဥယျာဉ်တိုးအောင်လုပ်ခဲ့ကြတဲ့ New Time California မှာ Democrat တွေကတုံ့ပြန်လှုပ်ဆောင်ခဲ့တာမျိုးဖြစ်တယ်လို့ဆိုရပါတယ်။အဲတော့နောက်ထပ်အကြောင်းအရာတစ်ခုမှာကတော့စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် American သမ္မတနဲ့ New York မြို့တော်ဝန်အသစ်တို့အကြားကထူးထူးခြားခြားတင်းမာမှုတွေပါ။ နယူးယောက်သားစစ်စစ်ကြီးဖြစ်တဲ့သမ္မတထရန့်ကမြို့တော်ဝန်ရွေးကောက်ပွဲအကျိုးမဲဆွယ်ကာလမှာမစ္စတာမန်ဒနီကိုကွန်မြူနစ်ဆိုပြီးတစိုက်ကတ်ခဲ့တယ်လို့မစ္စတာမန်ဒနီသာနိုင်ရင်နယူးယောက်မြို့ကြီးအတွက်ဗဟုအစိုးရကထောက်ပံ့တဲ့ဘတ်ဂျက်ငွေတွေမပေးဘဲထားမယ်ဆိုပြီးချိန်ချောက်ခဲ့တယ်လို့သတင်းချုပ်မှာတွေ့ရပါတယ်။ကြေးချမ်းမှုအပြီးမှာတော့ထရန့်ကဇိုရန်ဟာဆိုရှယ်လစ်တဲ့အများကြီးစိုးတဲ့ကွန်မြူနစ်ဖြစ်တယ်သူလက်ထက်မှာနယူးယောက်ဘာမှဖြစ်မလာဘူးလို့ဆိုခဲ့တယ်ဆိုတဲ့သတင်းကိုတွေ့ရတယ်လို့ အတိုက်ခံဒီမိုကရက်တစ်ပါတီဟာနယူးယောက်မှာကွန်မြူနတီတယောက်ကို စင်တင်ပေးလိုက်ပြီလို့လဲဆိုခဲ့ကြောင်းလဲတွေ့ရပါတယ်။ကွန်မြူနတီမတ်ခ်စ်ဝါရီတွေဆိုရှယ်လစ်တွေနဲ့ဂလိုဘယ်လစ်တွေမှာလဲအခွင့်အရေးတွေတော့ရှိကြတယ်။ဒါပေမဲ့သူတို့တွေကကပ်ဘေးတွေပျက်စီးမှုတွေကလွဲလို့ဘာကုန်မှယူဆောင်မပေးကြဘူး။ဒီတော့နယူးယောက်မှာလဲကွန်မြူနတီတယောက်ဘာတွေဆက်လုပ်မလဲတကယ်ရောအလုပ်ဖြစ်မလားစောင့်ကြည့်ရုံရှိတယ်ဆိုပြီးထရန့်ကမှတ်ချက်ပေးခဲ့တယ်လို့သတင်းချုပ်မှာတွေ့ရပါတယ်။နိုဝင်ဘာ9ရက်နေ့ကလည်း ထရန့်ကနယူးယောက်မြို့သားတွေကသူတို့ရဲ့မြို့တော်အသင်းအဖြစ်လက်ဝဲဝါရီဇိုရန်မန်ဒနီကိုရွေးကောက်တင်မြှောက်လိုက်တာကြောင့်မလို့အမေရိကန်ပြည်ထောင်စုဟာချုပ်ချာအာဏာဆုံးရှုံးသွားပြီဆိုပြီးသတိပေးခဲ့တယ်လို့ဆိုပါတယ်။မန်ဒနီနိုင်ငံပြီးတရက်ကြာမှာထရန့်ကမိုင်ယာမီမှာမိန့်ခွန်းပြောတဲ့အချိန်မှာဖလော်ရီဒါမြို့ဖြစ်တဲ့မိုင်ယာမီဟာနယူးယောက်ကကွန်မြူနတီဝါဒကြောင့်မကြခင်ထွက်ပြေးလာမဲ့လူတွေခိုးလုံရနေရဖြစ်တော့မယ်လို့ပြောကြားခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတွေ့ရပါတယ်။ထရမ့်ကအဲ့လိုမျိုးပြောနေတယ်လို့မန်ဒန်နီကလည်းထရမ့်ကိုဝေဖန်ရမှာ မေရိကန်ကိုတစ္ဆာဖောက်တဲ့ track အမေရိကန်ကိုလှည့်ပြားပြီးအမျက်ထုတ်တဲ့ track စတဲ့အသုံးနှုန်းတွေအသုံးပြုပြီးပြင်းပြင်းထန်ထန်ဝေဖန်လာခဲ့တာကိုတွေ့ရပါတယ်။ Trump ကသူ့ကိုဖမ်းမယ်ပြင်းနေနေပေးမယ်ဆိုတဲ့အတန်ကြီးထွက်လာနေတာနဲ့ပတ်သက်ပြီးမန်ဒနီကလည်းအမေရိကန်ဟာလှုပ်ချင်နိုင်လို့လို့မရဘူး။ဥပဒေကားွက်ရှိတယ်လို့တုံ့ပြန်ထားပါတယ်။ Trump ရဲ့ချိန်ချမှုကရှောင်လွှဲလို့မရနိုင်တာကိုသိတယ်။တရားရုံးတွေနဲ့အတူတွန်းလှန်သွားမှာဖြစ်တယ်။သူ့ကာလမှာ Trump ဆစ်လို့တဲ့တက်တွေကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့ဆိုလာခဲ့ပါတယ်။ သူရွေးချယ်ခံမှုအပြီးမှာတုန်းကလည်းသူကဒီပွဲကိုတမရထရန့်ကြည့်နေမှာပါသူ့အတွက်စကားလေးလုံးပါလိုက်ချင်ပါတယ်အဲ့ဒါကတော့ turn your volume up လို့ဆိုခဲ့ပြန်ပါတယ်ထရန့်ဟာသူ့ရဲ့အောင်ပွဲအတွက်လက်တော့ပေါ်မဟာမေကြီး Elon Musk ကိုတောင်ဘလို့ပြုမှုခဲ့တယ်ပြီးတော့နိုင်ငံတော်အရှိဝန်ထမ်းတွေကအစင်ဆက်မတို့ထိခဲ့ကြတဲ့ထောင်လိုင်းရဲ့စစ်ဘက်ဆိုင်ရာပုံကိုယ်တွေကိုဘလို့လက်တော့ပြန်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးပြန်ကြည့်ရင်အခုမန်တန်နီနဲ့တွေ့ကြုံရမယ့်ရှေ့ပြည့်တွေဟာလည်းတေချာပေါ့စိတ်ဝင်စားစရာတွေရှိလာနေလိမ့်မယ်လို့ ယူဆရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့နယူးယောက်မြို့တော်ကိုရွေးချယ်မှုအပြီးနောက်ဆက်တွဲထွက်ပေါ်တဲ့သတင်းခရက်တွေပါ။မန်တန်နီအနိုင်ရလာပြီးတဲ့နောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းအချို့ကဇိုရမန်တန်နီမြို့တော်ဝန်မဖြစ်ရေးကိုဘီလီယံနီယာ26ဦးကဒေါ်လာ22တန်းသုံးပြီးပိတ်ဆို့ခဲ့ပေမဲ့မအောင်မြင်ဘူးဆိုတာမျိုးတွေ့မြင်ရတယ်လို့ဂျော့ဆိုရော့စ်သား Alex Soros ကမန်တန်နီကိုချီးကျူးစကားဆိုခဲ့တဲ့သတင်းတွေကိုလည်းတွေ့ရပါတယ်။ တက်ဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့နယူးယောက်တဲ့ဝန်내ကျောင်းနဲ့ဆူတောင်းပေးကြဖို့ပို့စတင်လာတာကိုတွေ့ရပါတယ်။နယူးယောက်မြို့ကတရေသေးကြွေတွေကဆိုရမန်ဒါနီနိုင်ရင်သူတို့နယူးယောက်ကနေတခြားကိုနေရာပြောင်းတော့မယ်လို့ပြောနေကြတဲ့အတန်တွေထွက်နေပြီးတော့အခုနယူးယောက်ကနေအခြားပြည်နယ်တွေကိုရွှေ့ပြောင်းကြသူတွေများလွန်းလာကြမလို့လေလက်မှတ်တွေဈေးတက်ကုန်တဲ့ဆိုရာမျိုးတွေအထိတွေ့လာရတာကြောင့်ဒါဟာအမေရိကန်နိုင်ငံအတွက်တေချာပေါက်လှုပ်လှုပ်ခက်ခက်ဖြစ်သွားခဲ့တာတော့ညင်းမရတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။အဲ့ဒီအပြင်အစ်စရေးကောင်းဆောင်ဘက်ဂျမန်နေတန်ယာဟုကလည်းမန်နနီနိုင်ရင်နယူး ဖရော့ကိုနယူးယောက်ကိုမလာတော့ဘူးလို့ဆိုထားတယ်ဆိုတဲ့သတင်းကိုလည်းတွေ့ရပြန်ပါတယ်။နောက်ထပ်နယူးယောက်မြို့တော်အသစ်ရဲ့လူမျိုးရင်းနဲ့နိုင်ငံရေးဆိုင်ရာခံယူချက်ကိုကြည့်ရအောင်ပါ။မန်တနီယာ2009မှာကိုလံဘီယာတက္ကသိုလ်ဝင်ခွင့်လျှောက်တော့လူမျိုးနယ် race ဆိုတဲ့အပိုင်းမှာ အာရှနေရာမှာရောအမဲသို့မဟုတ် African American နေရာနှစ်နေရာလုံးမှာပါသူနဲ့သက်ဆိုင်တယ်ဆိုပြီးဖော်ပြခဲ့တယ်လို့သိရပါတယ်။သူကနယူးယောက်ရဲ့အပိုင်းကြီး၅ဘိုင်းနဲ့က Queens ပြည်နယ်ရဲ့အမှတ်အဖြစ်ကနေပြီးတော့ သူ့ရဲ့လဝဲမူတွေပေါ်အခြေခံတဲ့ရဲဝန်းနဲ့ပြောဆိုလှုပ်ရှားမှုတွေဟာထောင်စုနှစ်သက်မျိုးဆက်ပေါ်ဆွဲဆောင်နိုင်ခဲ့တယ်လို့လူမျိုးစုံအနှွဲဆုံးဘာသာစုံအယူအဆစုံမှီတင်းနေထိုင်ရာနယူးယောက်မြို့ကြီးရဲ့မြို့ငယ်တွေရဲ့ထောက်ခံမှုကိုလည်းရစေခဲ့တယ်လို့သုံးသပ်ကြပါတယ်။ဘာသာရေးနဲ့ပတ်သက်ရင်လည်းသူဟာမွတ်စလင်တယောက်ဖြစ်တယ်ဆိုတဲ့အချက်ကိုမြို့တော်ဝန်ရွေးကောက်ပွဲမဲဆွယ်ကာလချက်အထင်ရှားပြသခဲ့ပါတယ်။ပလီဝကျောင်းတော်တွေစီကို ပုံမှန်သွားနေခဲ့ပြီးတော့မြို့ကြီးရဲ့လူနေမှုစားစစ် အစမတန်ကြီးမြင့်နေတဲ့အကြောင်းကိုဥဒူဘာသာစကားနဲ့ပြောဆိုထားတဲ့ဗီဒီယိုတစ်ခုလည်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။သူက မြို့တော်ဝန်ဖြစ်အရွေးမခံရခင်ကိုယ်စလဲဘဝမှာလည်းကသူဟာပရမဆုံးသောမွတ်စလင်ကိုယ်စလဲဖြစ်တဲ့အပေါ်ဂုဏ်ယူရပါတယ်လို့ပြောခဲ့တယ်လို့အောင်နိုင်ပြီးတဲ့နောက်မှာမြို့တော်ဝန်တဲ့အဖြစ်စကားပြောရမှာလေ I am Muslim I am a democratic socialist လို့တရားဝင်ထုတ်ဖော်ပြောကြားခဲ့တယ်လို့သိရပါတယ်။မစ္စတာမန်ဒန်နီဟာထရန့်ပြောတယ်လို့ ွန်မြူနစ်ဆိုတာမျိုးအထိမဟုတ်ပေမဲ့ဒီမိုကရက်တစ်ဆိုရှယ်လစ်တူဖြစ်ပြီးတော့သူ့ရဲ့ရွေးကောက်ပွဲဂရီတွေပါဝင်ပြောဆိုနေတာတွေဟာလည်းသူ့ရဲ့လက်ဝဲနိုင်ငံရေးမူတွေကိုထင်ဟပ်နေတယ်လို့သုံးသပ်ကြပါတယ်။ BBC ရဲ့မြောက်အမေရိကပိုင်းဆိုင်ရာအက်ဒီတာဆေရာစမစ်ကတော့ဆိုရန်မန်ဒနီရဲ့မူတွေအပေါ်ဒီမိုကရက်တစ်ပါတီကြီးကိုယ်တိုင်စိတ်မသက်မသာနဲ့စိုးရိမ်စိတ်ရှိပုံရတယ်လို့ဆိုထားပါတယ်။ဒါပေမဲ့မစ္စတာမန်ဒနီရဲ့မဲဆွယ်စည်းရုံးမှုတွေဟာအင်တာမထူးခြားပြောင်မြောက်ခဲ့ပြီးတော့လူတွေကိုစိတ်အားထက်သန်လာအောင်စိတ်လှုပ်ရှားတက်ကြွလာအောင်ဖန်တီးပေးနိုင်ခဲ့တယ်။ အဲ့လောက်လူများစိတ်ပါလာအောင်တက်ကြွလာတာတွေကိုနယူးယောက်မှာမဆိုထားနဲ့အမေရိကန်တနိုင်ငံလုံးရဲ့နိုင်ငံရေးမှာပါမမြင်ရတာကြာပြီဆိုပြီးသူ့ရဲ့မဲဆွယ်လှုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့တော့အတိမတ်ပြုတ်သွားနေတာကိုတွေ့ရပါတယ်ဒီမိုကရက်တစ်ပါတီကြီးကိုယ်တိုင်ကတော့သူ့ကိုပြေဝါထောက်ခံတာမဟုတ်ဘဲနဲ့သူ့ရဲ့မဲဆွယ်ဂရီစကားအချို့ပေါ်မှာလဲစိတ်မသက်မသားနဲ့စိုးရွံ့ကြပုံရှိတယ်လို့လည်းသုံးသပ်ထားပါတယ်အမေရိကန်သမိုင်းမှာဒါဟာလက်ဝဲနိုင်ငံရေးသမားတယောက်နေရာရလာတဲ့ထူးခြားမှုတစ်ခုအပါအဝင် စိတ်ဝင်စားစရာအခြေအနေတွေဖြစ်ပေါ်လာမဲ့အစလို့ပြောရင်လေရတယ်လို့သုံးသပ်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ what happens now ရဲ့အပိုင်း87နေနဲ့မျှဝေတဲ့အမေရိကန်နိုင်ငံနယူးယောက်မြို့မှာအစ်စ်ပေါ်ပေါက်လာတဲ့နယူးယောက်မြို့တော်ဝန်နဲ့အမေရိကန်နိုင်ငံအတွက်လှုပ်ခတ်မှုတွေစူးစီးမျှဝေမှုကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်